်မင်္ဂလာပါရှင်အခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နှစ်80ပြည့်တမရော်နေအခမ်းအနားတက်ရောက်ဖို့အတွက်ဘီလာရုစ်တမရနိုင်ငံကာကွယ်ရေးဝန်ကြီးဒုတိယအဖွဲ့ချုပ်ကြီးပီတာဂျင်နာဒီဗစ်ခရီနီဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ရုရှားနိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီးခရိုနီဂျင်ရယ်အလက်ဇန်ဒါဗာစီလီဗစ်ဖိုမင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမတ်လ26ရက်ကမြန်မာနိုင်ငံကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ။ ရုရှားနိုင်ငံဒုတိယကာကွယ်ဝင်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမတ်လ26ရက်နေ့လယ်ပိုင်းကနေပြည်တော်ရှိတမရော်လေးစိတ်ကိုရောက်ရှိလာခဲ့ပြီးနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးမင်းနဲ့တမရော်အရာရှိကြီးတွေကလေးစိတ်မှာကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။အလားတူဘီလာရုစ်တမရော်နိုင်ငံကာကွယ်ဝင်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမတ်လ26ရက်ညပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေးစိတ်ကိုရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမူပိုမူချုပ်ပြည်စုံလေးနဲ့တာဝန်ရှိသူတွေကလေစိမ့်မှာကြိုးစိုးနှုတ်ဆက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။နေ့၈၀ပြည့်တမတော်နေ့အခမ်းအနားတက်ရောက်မယ်။ တမရအငိမ့်စာဦးသိန်းစိန်အပါအဝင်အငိမ့်စာတမရအရာရှိကြီးတွေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်ဦးဆောင်နဲ့တမရကြီးရည်လေးမိသားစုတွေကဂါရာပြုကတော့ခဲ့တယ်လို့သိရပါတယ်။အငိမ့်စာတမရအရာရှိကြီးတွေကိုဂါရာပြုကတော့တဲ့အခမ်းအနားကိုမတ်လ26ရက်ကနေပြည်တော်ရှိဇေယသီရိပိတ်မှန်ခမ်းမဆောင်မှာကျင်းပရာအငိမ့်စာတမရအရာရှိကြီး15ဦးနဲ့ဇနီး6ဦးတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဇနီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတမတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးညီနိုင်ကုတ်ကဲရီမှုကြီးရီလီဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးကာကွယ်ဦးစီးချုပ်ရုပ်ကြီးရီလီမှတမတော်အရာရှိကြီးတွေနဲ့ဇနီးတွေကအငိမ့်စားတမတော်အရာရှိကြီးတွေကိုကြတော့ခဲ့ကြတာပါအခမ်းအနားမှာ င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်လိုင်ကကာရာပြုစကားပြောကြရမှာတက်မတော်ရဲ့အစဉ်အလာနဲ့အညီမိမိတို့အနေနဲ့တက်မတော်ရဲ့တာဝန်တွေကိုလက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီးအခမ်းအနားကိုတက်ရောက်လာတဲ့တက်မတော်အငိမ့်စားအရာကြီးကြီးတွေဟာမိမိတို့ရဲ့မိဘဆရာတွေပင်ဖြစ်တယ်လို့ပြောပါတယ်လွတ်လပ်ရေးရရှိပြီးတဲ့အချိန်ကစတင်ပြီးတက်မတော်ဟာတိုင်းပြည်အတွက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့အစဉ်အလာတွေကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်နေပြီး တမတော်ဟာနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့တမတော်သားတွေဟာပြည်သူလူထုရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့အတွက်ပြည်သူလူထုအကျိုးနိုင်ငံတော်ရဲ့အကျိုးကိုတာဝန်ယူဆောင်ရွက်ရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီနောက်ကတော့ခန့်အငိမ့်စားတမတော်အရာရှိကြီးတွေကိုစားတမတော်အငိမ့်စားဦးသိန်းစိန်နဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်တွေးတို့ကဩဝါဒစကားတွေပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဗိုလ်ချုပ်မှုကြီးမြောင်းလိုက်တဲ့ဇနီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းတဲ့ဇနီးတမတော်အရာရှိကြီးတွေနဲ့ဇနီးတွေကအငိမ့်စားတမတော်အရာရှိကြီးတွေနဲ့ဇနီးတွေထံကာဝရပြုလက်ဆောင်ပစ္စည်းတွေကို ကိုတိုင်းကိုကြရိုသေစွာကာရဝပြု ပေးအပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ ပြည်ပကိုသွားရောက်လုက္ကိုင်မှုတွေလှုပ်ဆောင်နေတာတွေကြောင့်ပြည်တွင်းမှာအလုတမရှားပါမှုတွေဖြစ်နေတဲ့အတွက်ပြည်တွင်းမှာအလုအကိုင်ခွင့်လန်းတွေပေါ်ဆောင်ပေးဖို့လိုအပ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမြောင်လိုက်ကပြောပါရယ်မတ်လ25ရက်နေ့ပိုင်းကနေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာပြုလုပ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ နိုင်ငံသားတွေအနေနဲ့လည်းပြည်ပကိုတွားရောက်လုက္ကင်ခြင်းထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာလုက္ကင်နိုင်မဲ့လုပ်ငန်းခွင်တွေမှာလုက္ကင်မယ်ဆိုရင်လည်းကြီးပွားတိုးတက်နိုင်မဲ့အခွင့်အလမ်းတွေရှိပြီးဖြစ်တဲ့အတွက်ပြည်ပကိုတွားရောက်လုက္ကင်မယ်အစားပြည်တွင်းမှာသာအလုပ်လုပ်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဒါအပြင်ပြည်တွင်းမှာလုက္ကင်နိုင်ရေးအတွက်လည်းဤပညာတွေအလုပ်အကန့်အခွင့်အလမ်းတွေစက်မှုဤပညာစာရတွေကို ဖော်ဆောင်ပေးနိုင်ရမယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ ငင်းကျဲရဲ့စကားဝိုင်းဆွေးနွေးပွဲတွေကိုအခါအားလျော်စွာထပ်မံကျင်းပနိုင်ရေးဂျိုးပန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အမျိုးသားစီးတုံးညီညွတ်ရေးနှင့်ငင်းကျဲရဲ့ဖော်ဆောင်မှုညီနာရေးကော်မတီ NSPNC ဥက္ကဋ္ဌနေဆယ်ရေးရာဝန်ကြီးဌာနပြောင်းစုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါရယ်မတ်လ26ရက်ကနေပြည်တော်ရှိအမျိုးသားစီးတုံးညီညွတ်ရေးနှင့်ငင်းကျဲဖော်ဆောင်မှုဗဟုဌာန NSPC မှာကျင်းပတဲ့ငင်းကျဲစကားဝိုင်းဆွေးနွေးပွဲ2025 Peace Talk 2025ပိတ်ပွဲအခမ်းအနားမှာအခုလိုပြောကြားခဲ့တာပါ။နောက်ကျင်းမမဲ့ညီကျဲစကားဝိုင်းဆွေးနွေးပွဲတွေမှာကဏ္ဍပေါင်းစုံ အလွာပေါင်းစုံအခုထက်ပိုပြီးပါဝင်လာအောင်လှုံ့ဆော်သွားမယ်လို့လည်းဆိုပါတယ်။ အခုကျင်းပခဲ့တဲ့ငင်းချင်းစကားဝိုင်းကရရှိလာတဲ့သုံးသက်ဖော်ထုတ်ချက်တွေနဲ့အကြံပြုချက်တွေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းကိုတင်ပြသွားမှာဖြစ်ပြီးလက်တွေ့ပြန်လည်အသုံးချနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်ကြီးရာပြေကပြောပါရယ်ငင်းချင်းစကားဝိုင်းဆွေးနွေးပွဲ2025 Peace Talk 2025ကို နေပြီးတော့ရှိအမျိုးသားအစည်းအဝေးညီညွတ်ရေးနှင့်ငြင်းချင်းဖော်ဆောင်မှုဗဟိုဌာန NSPC မှမတ်လ24ရက်ကနေ26ရက်အထိ3ရက်ကြာကျင်းပခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲမှာအမျိုးသားအစည်းအဝေးညီညွတ်ရေးနှင့်ငြင်းချင်းဖော်ဆောင်မှုညီနိုင်းကော်မတီ NSPNC ကကော်မတီဝင်တွေတက်မတော်ကအငိမ့်စားအရာရှိကြီးတွေ JMC ကိုယ်စားလှယ်တွေ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေ ငင်းချင်းရေးလုပ်ငန်းစဉ်မှာပါဝင်ဆောင်ရွက်နေသူတွေပါဝင်သင့်ပါဝင်ထိုက်သူတွေဝင်ကြီးဌာနအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေအသင်းအဖွဲ့တွေလေးလာသူတွေပါဝင်တက်ရောက်ပြီးအဖွဲ့နှစ်ဖွဲ့ခွဲကဆွေးနွေးခဲ့ကြတာဖြစ်ပါရဲ့ရှင်။ ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလန်းကနေအချမ်းမတ်54ကိုကျပ်ဘီလီယံ290နဲ့စုဒ္ဓအကျင့်လေလံတင်ရောင်းချတာကိုဧပြီလ29ရက်မှာပြုလုပ်သွားဖို့ကမာရွက်ခရိုင်တရားရုံးကဆုံးဖြတ်ခဲ့တယ်လို့ဥအောင်ဆန်းဦးရဲ့ရှေ့နေက One News ကိုပြောပါရစေ။ ချမ်းမတ်54ကိုတတိယအကြိမ်လေလံကျန်းခင်းစီကျက်269ဘီလီယံကနေကျက်ဘီလီယံ290ရောင်းချဖို့ဥအောင်ဆန်းဦးဘက်က တင်ပြခဲ့ပေမယ့်ဒေါအောင်ဆန်းစုကြည်ဘက်ကလေလံကျန်းခင်းစီအတိအကျတင်ပြထားတာမရှိတဲ့အတွက်တရားရုံးများလက်ဆွဲအပိုက်238အရဥအောင်ဆန်းဦးဘက်ကတင်ပြတဲ့လေလံကျန်းခင်းစီနဲ့ရောင်းချဖို့မတ်လ25ရက်ကကမာရွတ်ခရိုင်တရားရုံးကဆုံးဖြတ်ခဲ့တာပါနေချမ်းမတ်54ကို ဂျက်ဘီလီယံ290နဲ့စတုဒ္ဒအကျင့်လေလံတင်ရောင်းချတာကိုတော့လာမယ့်ဧပြီလ29ရက်မှာနေအိမ်ခြံဝင်းရှိမှာပဲပြုလုပ်သွားမှာဖြစ်ပြီးဧပြီလ30ရက်နေ့မှာတော့တရားရုံးကိုအစီရင်ခံစာပြန်သွင်းရမှာဖြစ်တယ်လို့ဥအောင်ဆန်းဦးရဲ့ရှင်းလင်းကပြောပါတယ်ချမ်းမန်54ကိုပြီးခဲ့တဲ့2024ခုနှစ်မတ်လ20ရက်ကကျပ်315ဘီလီယံနဲ့ပထမအကြိမ်2024ခုနှစ်ဩဂုတ်လ15ရက်ကကျပ်ဘီလီယံ300နဲ့ဒုတိယအကြိမ် 2025ခုနှစ်ဖေဖော်ဝါရီ5ရက်ကကျပ်190ဘီလီယံနဲ့တတိယအကြိမ်လေလံတင်ရောင်းချခဲ့ပေမဲ့လက်ရှိအချိန်ထိဝယ်ယူသူတယောက်မှမရှိသေးတာကိုတွေ့ရပါတယ်။မြမလွတ်လပ်ရေးခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်သူဒေါခင်ကြီးအမည်ပေါင်းတဲ့ကျန်းရစ်တဲ့ဝေပစ္စည်းတွေဖြစ်တဲ့ချမ်းမတ်54ဟာ area အနေနဲ့တိတသမ693အေကာရှိမြေကွက်ကြီးနဲ့မြေပေါ်ရှိအဆောက်အဦတွေပါဝင်တယ်လို့လည်းသိရပါပါတယ်ရှင်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလူငယ်စင်တာတွေဖွင့်လှစ်သွားဖို့လှုံ့ဆော်နေရမက်ရှလ23ရက်ကရန်ကုန်တိုင်းဒေသကြီးတာဂေတာမြို့နယ်အတွင်းမှာပထမဆုံးလူငယ်စင်တာတစ်ခုကိုဖွင့်လှစ်ပေးခဲ့ပြီးနောက်အခုဒုတိယမြောက်လူငယ်စင်တာကိုတော့မကွေးတိုင်းဒေသကြီးမှာထပ်မံဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလူငယ်စင်တာကတော့မကွေးတက္ကသိုလ်ဝင်းထဲမှာမက်ရှလ26ရက်ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလူငယ်စင်တာမှာအာကစားဘကြီးဂီတအစားရှိတဲ့အမှုပညာခမ်းမာရီအိမ်တွင်းလက်မှုပညာမဟုတ်လို့သင်တန်း ID နီးပညာနဲ့ဘာသာစကားပြောသင်တန်းခန်းမှကွန်ပျူတာသင်တန်းခန်းမှစာဘတ်ခန်းစတာတွေပါဝင်နေလို့ဆိုပါရယ်အဲဒီလူငယ်စင်တာကိုမကွေးတိုင်းအတွင်းကအသက်15နှစ်ကနေ35နှစ်အတွင်းရှိလူငယ်တွေလာရောက်လေ့လာနိုင်တယ်လို့သိရပါရယ်လူငယ်စင်တာဖွင့်ပွဲအထင်းအမှတ်အဖြစ်လူငယ်ရင်းရအသိပညာပေးဟောပြောပွဲကိုလည်းထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါရယ် လူငယ်စင်တော်ဖွံ့ဖွဲကိုတော့မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးတင့်လင်နဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေကျောင်းသားကျောင်းသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်မင်္ဂလာပါရှင်အခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် တောင်ကိုရီးယားမှာလက်ရှိဖြစ်ပွားနေတဲ့တော်မီလောင်ကျွမ်းမှုတွေဟာနိုင်ငံသမိုင်းမှာအတည်အပြောက်အများဆုံးတော်မီတွေအနေနဲ့မှတ်တမ်းဝင်လာပါတယ်။တော်မီတွေကြောင့်အတည်အပြောက်ကိန်းဂဏန်းဟာ24နာရီအတွင်းအယောက်20နီးပါးတိုးလာပြီးမတ်လ26ရက်မနက်ပိုင်းမှာ24ရောင်းအထိရှိလာခဲ့တယ်လို့သိရပါတယ်။ဒရန်ပြင်းထန်သူ26ယောက်ကိုလည်းဆေးရုံတင်ထားရပြီး12ယောက်ကအခြေအနေစိုးရိမ်ရပါတယ်လို့ရိုက်တာသတင်းမှဖော်ပြထားပါတယ်။တော်မီတွေဟာဥဆုံမျိုးတွေကနှစ်ပေါင်း1300တက်တန်းရှိတဲ့ ွန်စာဖျားเจ้าကိုလည်းပြက်စီးဝါမျိုးခဲ့ပြီးအဲ့ဒီနေရာကယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေကိုအမြန်ဆုံးရွှေ့ပြောင်းထားခဲ့ရပါတယ်တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ဂွမ်ဆန်ပြည်နယ်တွေကဥဆွန်ခရိုင်မှာအပြင်းထန်ဆုံးတော်မီလောင်ကျွမ်းမှုဖြစ်ပွားနေတာပါလက်ရှိတောင်ကိုရီးယားယာယီသမ္မတဟန်ဒက်ဆူကရင်ဆိုင်နေရတဲ့သဘာဝဘေးစိုးဟာမကြုံစဘူးအစ်စ်မျိုးကိုရောက်ရှိနေပြီးတမိုင်းမတန်းတွေကိုအသစ်ပြန်ရေးရတော့မယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင် Facebook နဲ့ Instagram မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာပြည်တွင်မှာ subscribe လုပ်ပြီးကြော်ညာတွေဖယ်ရှားနိုင်မဲ့ငွေပေးချေရတဲ့အစီအစဉ်ကိုလုပ်ဖို့စဉ်းစားနေကြောင်း MBC သတင်းမှပါရှိပါရယ်။အသုံးပြုသူတွေနဲ့သူတို့ရဲ့ data အချက်အလက်တွေမသိရှိစေချင်ပါက Afree ကိုအခပေးပြီးတုံးဆွဲရမှာဖြစ်တယ်လို့ဆိုပါရယ်။ မတားဟာ Facebook နဲ့ Instagram မှာအဖရီကို အခါကျေးငွေယူပြီးလုံးမှုကိုဥရောပသမဂ္ဂနိုင်ငံတွေမှာအစောပိုင်းကလေးကစတင်ခဲ့ပြီးတလားကိုယူရို9.99ကစတင်ပြီးကောက်ခံလေးရှိပါတယ်။မတားဟာဥရောပမှာ2023အောက်တိုဘာလကလေးကအဖရီကိုစတင်ခဲ့ပြီးစတဲ့အချိန်တုန်းကတလားကိုယူရို9.99ကောက်ခံခဲ့ပါတယ်။ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ကပြည်ထောင်မှာလည်းဒီလိုအစီအစဉ်ဆောက်ဖို့ပြောဆိုခဲ့ပါတယ်။ 2024ခုနှစ်ကဆွေးနွေးတိုင်ပင်မှုနောက်ပိုင်းပြည်ထောင်ရဲ့ data တွေကိုစောင့်ကြည့်ရေးအဖွဲ့နဲ့အပြုသဘောဆောင်တဲ့အခပေးစနစ်ကိုပြုလုပ်မယ်လို့မထားကပြောပါရယ်။ Every service မစတင်ခင် data ကာကွယ်မှုအတွက်စိုးရိမ်စိတ်ကိုမတားစဉ်းစားရမယ်လို့တည်ရန်ချက်လက်ကော်မရှင်နာယုံကပြောထားပါရယ်။ဒါအပြင်မတားကအဲ့ဒီ platform မှာကိုပိုင်ကြော်ညာတွေကိုအလကားအသုံးပြုခွင့်ပေးမယ်လို့လည်းပြောပါရယ်ရှင်။ ယူကရိန်းနိုင်ငံကဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါကီမြို့ကိုမတ်လ26ရက်နေ့နောက်ပိုင်းကရုရှားတပ်ဖွဲ့တွေက drone နဲ့အသုံးပြုပြီးစီးနင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း US News မှာရေးသားထားပါတယ်။ရုရှားဘက်က drone နဲ့တိုက်ခိုက်မှုကြောင်းလူကိုဦးဒဏ်ရာရပြီးအဆောက်အအုံအများအပြားတိတိတတ်တတ်ပျက်စီးသွားတယ်လို့အရေးပေါ်ဌာနနဲ့တာဝန်ရှိသူတွေကပြောပါတယ်။ Telegram message app မှာလွှင့်တင်ထားတဲ့အရေးပေါ်ဝန်ဆောင်မှုထုတ်ပြန်ချက်တွေအရတိုက်ခိုက်မှုတွေကြောင့်မြို့လယ်မှာမိလောင်ကျွမ်းမှု၄ကျင်းဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ခိုက်မှုကြောင့်အဆောက်အုံတွေဆိုးရွားစွာပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီလိုရုရှားဘက်က drone တိုက်ခိုက်မှုကြောင့်အလဲပိုင်းနီပရိုမြို့မှာမိလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားထားပါတယ်ရှင်။ လီတူရေးနီးယားနိုင်ငံနဲ့ဘီလာရုစ်နယ်စပ်နီးလေကြင်ရေမရှင်တစ်ခုအတွင်းအမေရိကန်တပ်ဖွဲ့ဝင်၄ယောက်ပျောက်ဆုံးသွားတယ်လို့အမေရိကန်စစ်တပ်ကပြောကြားထားပါတယ်။လက်ရှိမှာပျောက်ဆုံးသွားတဲ့အမေရိကန်တပ်ဖွဲ့ဝင်၄ယောက်ကိုရှာဖွေမှုတွေဆက်လက်လုပ်ဆောင်နေပြီးအဲ့ဒီတပ်ဖွဲ့ဝင်တွေလေကြင်နေတဲ့တန်ချက်ကရင်ကရေထဲမှာနစ်မြုပ်သွားကြောင်းတွေ့ရှိပြီးနောက်အမေရိကန်စစ်တပ်ကပြောကြားလာတာကို CNN သတင်းမှဖော်ပြထားပါတယ်။ တက်ဖွဲ့ဝင်တွေဟာမတ်လ25ရက်ညနေ4:45မိနစ်ဝင်းကျင်ကလီတူရေးနီးယားအရှိပိုင်းပရိတ်မြို့အနီးရှိလေးကြည့်ရင် area မှာပျောက်ဆုံးသွားကြောင်းလီတူရေးနီးယားလက်နက်ကိုင်တက်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်မတ်လ26ရက်နေ့ညနေနောက်ပိုင်းမှာတော့အမေရိကန်စစ်တပ်ဥရောပနဲ့အာဖရိကတို့ကစစ်သားတွေလေပတ်နေတဲ့ MAA တန်ချက်ကယင်ကိုလေကျင်းရေးအေရိယာမှာတွေ့ရှိခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ အမေရိကန်စစ်တပ်လီတူရေးနီးယားလက်နက်ကင်တပ်ဖွဲ့နဲ့တခြားလီတူရေးနီးယားအာဏာပိုင်တွေကရှာဝေမှုအပြီးမှာလေကျင်း area အတွင်းညှင်းညုတ်နေတဲ့ရင်ကိုရှာဝေတွေ့ရှိခဲ့ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်စစ်တပ်လီတူရေးနီးယားလက်နက်ကင်တပ်ဖွဲ့တွေနဲ့အရက်ဘတ် agency တွေကပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေလှုပ်ဆောင်နေပြီးပျောက်ဆုံးနေတဲ့စစ်သားတွေအတွက်ရှာဝေကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ ထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နဝအပေါ်အယုံကြည်မရှိသူကိုမတ်လ26ရက်ကလွတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ပြီးဒီအဆိုရှုံးနိမ့်ခဲ့တယ်လို့အေဂျင်စီယာသတင်းမှဖော်ပြပါတယ်။ဒီယုံကြည်မရှိအဆိုအပေါ်ထောက်ခံမဲ162မိန်၊ကန့်ကွက်မဲ316မိန်နဲ့မဲမပေးတဲ့ကိုယ်စားလှယ်9ယောက်ရှိကြောင်းလွတ်တော်ဥက္ကဋ္ဌကရုံးမြင့်တန်ကြားကနေထုတ်လင်းတဲ့လွတ်တော်အစည်းအဝေးမှာကြေညာခဲ့ပါတယ်။ ပေတုံနယ်ရှင်နဝအပေါ်အယုံကြည်မရှိအစိုးကိုအတိုက်အခံဖြစ်တဲ့ပြည်သူပါတီအမတ်တွေကဥဆောင်ခဲ့တာဖြစ်ပြီးပေတုံနယ်ဟာအုတ်ချုံမှုအတွေ့အကြုံမရှိသလိုအစိုးရအဖွဲ့ကိုထိရောက်အောင်ဥမဆောင်နိုင်ဘူးလို့ဆွဆွေးထားပါတယ်ပေထုံနယ်ဟာစီးပွားရေးနဲ့နိုင်ငံတော်လုံခြုံရေးအတွက်ပြက်ကွက်မှုတွေအပြင်အခွန်ရှောင်မှုတွေလည်းရှိတယ်လို့စွပ်စွဲခံထားရတာပါပြီးခဲ့တဲ့2024ခုနှစ်စတေမာလာကဝင်းကြီးချုပ်တာဝန်စာယူစင်းလေးကပေထုံနယ်အတွက် အခုအချိန်ဟာပထမဆုံးအယုံကြည်မရှိအဆိုတင်သွင်းခံရတာဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရဲ့တမီပေထုံတန်းရှင်နဝတ်ဟာပြီးခဲ့တဲ့2024ဩဂုတ်လမှာပါလီမန်ရွေးကောက်ပွဲအနိုင်ရပြီးနောက်ထိုင်းနိုင်ငံရဲ့31ရောင်းမြောက်ဝင်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်ရှင်။ မေရိကန်နဲ့ယူကရိန်းတို့ကြားတပ်တုတွင်ထပ်အရင်းအမြစ်ဆိုင်ရာကိစ္စတွေအပေါင်းဝင်စီးပွားရေးသဘောတူညီချက်တခုကိုလာမယ့်သတင်းပတ်အတွင်းလက်မှတ်ရေးထိုးနိုင်ွယ်ရှိရလို့အမေရိကန်ဗန်နာရေးဝန်ကြီးရဲ့ပြောကြားချက်ကိုကိုးကားပြီးရိုက်တာသတင်းမှဖော်ပြပါရယ်မတ်လ26ရက်က Fox News ရဲ့အင်တာဗျူးတစ်ခုမှာအမေရိကန်ဗန်နာရေးဝန်ကြီး Stopperson ကအခုလိုဖြေကြားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာလိုအပ်လာရင်ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေထပ်တိုးလုပ်ဖို့လဲတွန်းဆုတ်နေမှာမဟုတ်ဘူးလို့ဆိုပါရယ် လက်ရှိမှာစီးပွားရေးသဘောတူညီချက်နဲ့ပတ်သက်တဲ့မူကြမ်းကိုယူကရိန်းဘက်ကတုံ့တက်နေပြီးဒီသဘောတူညီချက်နဲ့ပတ်သက်လို့လာမယ့်ရက်သက်တပတ်ထဲမှာဆွေးနွေးမှုတွေအပြီးသတ်ဖို့ရှိတယ်လို့သဘောတူညီချက်လက်မှတ်ထိုးနိုင်ဖို့လည်းရှိတယ်လို့ဘက်ဆင်ကပြောခဲ့တာပါအမေရိကန်ကဂျောင်းဝင်ဆေးဆက်ပေးထားတဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုမတိုက်ခိုက်ရေးသဘောတူညီချက်ကိုဖောက်ပြတ်တယ်လို့လဲယူကရိန်းနဲ့ရုရှားနှစ်ဖက်လုံးကအပြန်အလှန်ဆွဆွေးထားပါတယ် ယူကရိန်းသမ္မတဇယ်လန်စကီကမော်စကိုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေထပ်တိုးလုပ်ဖို့တိုက်တွန်းထားပြီးဒီအတွက်စကော့ဘက်ဆင်ကလိုအပ်လာရင်အမေရိကန်ကရုရှားအပေါ်ပိတ်ဆို့မှုတွေထပ်တိုးမယ်လို့ပြောခဲ့တာဖြစ်ပါရဲ့ရှင်။ USA ကိုပိတ်ပင်မှုအတွက် Elon Musk ဦးဆောင်တဲ့ DOJ ရဲ့ကြိုးပမ်းမှုတွေဟာစီးပင်းစည်းကမ်းတွေနဲ့မကန့်ညီဘူးလို့ဖက်ဒရယ်တရားသူကြီးတအိုးကပြောကြားလာတာကို NBC သတင်းမှဖော်ပြထားပါတယ်။ အေဂျင်စီကိုအချိန်မြင့်ပိတ်ပစ်ဖို့ကြိုးပမ်းနေတာဟာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုနီလန်းများစွာနဲ့ချိုးဖောက်ဖွယ်ရှိရလို့အမေရိကန်ခရိုင်တရားသူကြီးကအမိန့်ပေးလာခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ခရိုင်တရားသူကြီးက USA ဝန်ထမ်းတွေနဲ့ကန်ထရိုက်တာတွေအလုံးအတွက်အီးမေးလ်ငွေပေးချေမှုလုံခြုံရေးတတိပေးချက်နဲ့အခြား electronic စနစ်တွေကိုအသုံးပြုခွင့်ပြန်လည်ထည့်သွင်းဖို့အတွက်မက်ဆီယအစိုးရစွမ်းဆောင်ရည်ဌာနကိုအမိန့်ပေးခဲ့ပါတယ်။ တဖက်မှာလည်း USA ကတရားဝင်အခွင့်အာဏာရှိအရာရှိတအိုးကခွင့်မြုပ်ချက် မရှိဘဲ USA နဲ့ပတ်သက်တဲ့ဘလို့အရေးယူမှုကိုမစိုးမလုံဆောင်ကြဖို့ DOG နဲ့ Elon Musk ကိုတတိပေးထားပါတယ်။ DOG ဟာ agency ကောင်းဆောင်ပိုင်းရဲ့ထင်ရှားတဲ့ခွင့်ပြုချက်မရှိဘဲလုံဆောင်ချက်များစွာကိုလုံဆောင်ခဲ့တယ်လို့ American ခရိုင်တရားသူကြီးကပြောပါရရှင်။ မင်္ဂလာပါရှင်အခုချိန်ကစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာအားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Manchester United အသင်းဟာတမိုင်းဝင် Old Trafford ကိုရင်အစဉ်အလာကိုဆက်ခတ်မယ်။ကမ္ဘာအဆင့်မီအားကစားကွင်းတစ်ကြီးတစ်လုံးတည်ဆောက်ဖို့ဒီမန်ချက်ကြီးမားတဲ့စီမံကိန်းကိုစတင်လိုက်ပြီဖြစ်ကြောင်း AP သတင်းမှဖော်ပြထားပါတယ်။ ပရိသတ်သိန်းဆက်နဲ့ခင်မီအာကစားကွင်းကြီးကို Old Trafford ပဝင်းကျင်မှာတည်ဆောက်မှာဖြစ်ပြီးကလပ်အသင်းရဲ့ပူးတွဲပိုင်ရှင်ဂျင်ရက်ကလစ်ကကမ္ဘာအကြီးကျယ်ဆုံးဘောလုံးကွင်းဖြစ်လာစေရမယ်လို့ကြေပြူထားပါတယ်။1930ခုနှစ်ကလေးက United ရဲ့အင်္ဂွင်အဖြစ်နှစ်ပေါင်းများစွာရည်တည်ခဲ့တဲ့ Old Trafford ဟာအမတ်တရများစွာနဲ့ပြည်내နေတဲ့သမိုင်းဝင်ကွင်းကွင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းခင်းတဲ့အကြီးပြုပြင်မိုးမှန်မှုတွေလိုအပ်လာပြီးမိုးရိုတဲ့ခေါင်းမိုးလိုပြဿနာတွေကြောင့်ဝေဖန်မှုတွေလည်းညှင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်ကလပ်အသင်းဟာလက်ရှိကွင်းကိုပြုပြင်မွမ်းမံဖို့ထက်နေရာသစ်မှာအကစားကွင်းသစ်တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့တာပါဒီစီမံကိန်းဟာယူရိုနှစ်ပီလီယံဝန်းကျင်ကုန်ကျမှာဖြစ်ပြီးစီမံကိန်းကာလ9နှစ်ကြီးပါကြာမြင့်နိုင်ပါတယ်ယူနိုက်တက်အသင်းအနေနဲ့ဒီစီမံကိန်းအတွက်ငွေကြေးထောက်ပံ့မှုကိုဘယ်လိုရယူမလဲဆိုတာစိန်ခေါ်မှုတစ်ရက်ဖြစ်နေစေပါဒါပေမဲ့အမှုဆောင်အရာရှိချုပ်အိုမာဘာရာတာကတော့ဒီအကစားကွင်းဟာဆွဲဆောင်မှုရှိတဲ့ယင်းနှိမ့်နှံမှုအခွင့်အလမ်းဖြစ်လို့ ငွေသေးထောက်ပံ့မှုရရှိမယ်လို့ယုံကြည်ကြောင်းပြောကြားထားပါတယ်။နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ပြည်သက်တွေရဲ့ထောက်ခံမှုရရှိဖို့ဖြစ်ပြီးအထူးသဖြင့်ယာတီလက်မှတ်ကင်ဆောင်သူတွေအတွက်လက်မှတ်ဈေးနှုန်းတွေမြင့်တက်လာမှာကိုစိုးရိမ်မှုတွေရှိနေပါတယ်။ဒါအပြင်မကြအသိမီကဝန်ထမ်းတချို့ကိုအလုပ်ဖြုတ်ခဲ့တဲ့အတွက်ဒီစီမံကိန်းအပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့အကစားကွင်းသစ်စီမံကိန်းဟာကလပ်အသင်းရဲ့အနာဂတ်အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးဒီစီမံကိန်းဟာအသင်းရဲ့အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ကမ္ဘာအဆင့်မီ ကစားသမားတွေကိုဆွဲဆောင်ဖို့နဲ့ပြည်သက်တွေအတွက်အကောင်းဆုံးအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ရည်ရွယ်လို့လည်းသိရပါရဲ့ရှင်။ 2026အထိသာအသေးနဲ့စာချုပ်တက်တန်းရှိနေတဲ့နီးပြစီမိုနီအင်ဇာဂီအနေနဲ့မကြခင်မှာစာချုပ်တွေချုပ်ဆိုမယ်လို့ယုံကြည်ကြောင်းအင်တာမီလန်အသင်းဥက္ကဋ္ဌမာရော့တာကပြောကြားလိုက်ပါတယ်2021မေလမှာအင်တာမီလန်နီးပြရာထူးကိုရယူခဲ့တဲ့အင်ဇာဂီလက်ထက်မှာအသင်းကတိုးတက်မှုတွေရှိခဲ့တယ်လို့အသင်းကိုအင်ဇာဂီကင်တွေခဲ့တဲ့ပြိုင်ပွဲဆို200တပွဲမှာ134ပွဲအထိအနိုင်ရခဲ့တာဖြစ်ပါတယ်။ ီးခဲ့တဲ့ရာသီကအင်တာမီလန်အသင်းကိုစီးရီးချန်ပီယံဆုရယူပေးခဲ့တဲ့အင်ဇာဂီဟာအသင်းနဲ့အတူကိုပါအီတာလီယာဖလား၂ကြိမ်နဲ့အီတလီစူပါဖလား၃ကြိမ်စတက်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ချန်ပီယံလိပြိုင်ပွဲမှာလည်းညီပြအင်ဇာဂီဟာအင်တာမီလန်အသင်းကို၂၀၂၃မှာဘိုလူဝဲရအောင်ဦးဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ညီပြအင်ဇာဂီလက်ထက်မှာအသင်းကရလက်ကောင်းတွေရနေတယ်လို့ အသင်းနဲ့ဆက်ဆံရေးကလည်းမိသားစုတွေလိုဖြစ်နေတာကြောင့်စာချုပ်တဲ့ချုပ်ဆိုဖို့ကမခက်ခဲလောက်ပါဘူးလို့မာရော့တာကပြောသွားခဲ့ပါတယ်။အင်တာမီလန်အသင်းဟာအခုရာသီစီးရီးအမှာသွင်းကို65ဂိုးနဲ့တိုက်စစ်အကောင်ဆုံးအသင်းဖြစ်နေပေမဲ့ရာသီကုန်မှာတိုက်စစ်ကိုပုံမကောင်းမွန်လာစေဖို့အတွက်အားပြည့်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းမာရော့တာကပြောသွားခဲ့ပါတယ်ရှင်။ လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာတိုက်စစ်မှုမက်ဆီပါဝင်ကစားနိုင်ဖို့မျှော်လင့်ထားတယ်လို့လေရေးစင်အသင်းမှာမက်ဆီအတွက်နေရာတစ်ခုချန်ထားပေးသွားမှာဖြစ်တယ်လို့အာဂျင်တီးနားနီပြစကာလိုနီကပြောသွားခဲ့ပါတယ်။အသက်38နှစ်အရွယ်မက်ဆီဟာဒဏ်ရာပြဒနာကြောင့်အခုမက်ရှလာအတွင်းမှာကစားခဲ့တဲ့အာဂျင်တီးနားအသင်းရဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်နှစ်ပွဲကိုလွဲချော်ခဲ့တာဖြစ်ပါတယ်။ အခုလောက်ကမ္ဘာဖလားခြေစစ်ပွဲတွေအပြီးမှာပဲအာဂျင်တီးနားအသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရဖို့တေချာခဲ့ပြီးနောက်မက်ဆီအနေနဲ့ကမ္ဘာဖလားပြိုင်ပွဲဝင်အာဂျင်တီးနားအသင်းမှာပါဝင်လာနိုင်မလားဆိုတာကမေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပြောဖို့ကစိုးနေသေးတယ်လို့လရွေးစင်အသင်းနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အတွက်မက်ဆီကိုပဲလွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးထားပါတယ်လို့နီပြစကာလိုနီကပြောသွားခဲ့ပါတယ်။ 2020ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက်ပိုင်းမက်ဆီဟာဒဏ်ရာပြဒနာတွေနဲ့အတူရုန်းကန်နေခဲ့ရပြီးအင်တာမိုင်ယာမီ အသင်းကြီးပြမာရှီယာနိုကမက်ဆီရဲ့ကြံ့ခိုင်မှုအခြေအနေကိုကြည့်ပြီးပွဲဒီမှာအတုံးပြုဖို့ကိုစဉ်းစားသွားရမှာဖြစ်တယ်လို့ပြောထားပါတယ်ရှင်။ ခုနှစ်မှာရှင်မြိုင်ကစားရမယ့်ကလပ်ကဘာဖလားပြိုင်ပွဲမှာမန်စီးတီးအသင်းနဲ့ချဲစီးအသင်းတို့စုကြေးပေါင်း68တန်းလောက်ရယူနိုင်မှုရှိနေပါတယ်။ FIFA ရဲ့ထုတ်ပြန်ချက်အရအသင်းပေါင်း32တန်းပါဝင် ရှင်မြိုင်မယ့်ကလပ်ကဘာဖလားအတွက်စုကြေးကိုပေါင်း985တန်းအထိသုံးသွားမှာဖြစ်ပြီးပေါင်း409တန်းကိုပါဝင်ရှင်မြိုင်မယ့်32တန်းကိုခွဲဝေပေးသွားမှာဖြစ်တယ်လို့ကျန်တဲ့ပေါင်း369တန်းကိုတော့ပြိုင်ပွဲမှာယက်တီနိုင်တဲ့အစင်လိုက်ခွဲဝေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပါဝင်ရှင်မြိုင်နဲ့အသင်းတိုင်းကိုခွဲဝေပေးဖို့အတွက်အဆင့်သတ်မှတ်ရမှာလေအသင်းရဲ့အဆင့်အတန်းနဲ့စီးပွားရေးဆိုင်ရာစံနှုန်းတွေကိုအခြေခံပြီးသတ်မှတ်ခွဲဝေပေးမှာဖြစ်လို့ဥရောပထိပ်တန်းအသင်းတွေအနေနဲ့တခြားတိုက်ကြီးတွေဘက်ကအသင်းတွေထက်စုကြေးပို့ပြီးရောက်ွယ်ရှိနေပါတယ်။ဥရောပထိပ်တန်းအသင်းတွေအနေနဲ့ပြိုင်ပွဲပါဝင်ရှင်မြိုင်မှုအတွက်ပေါင်း29.6တန်းရမှာဖြစ်တယ်လို့ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ပေါင်း68တန်းလောက်အထိရောက်ွယ်ရှိနေတာဖြစ်ပါတယ်။ အသင်းမောင်း32တင်းနဲ့တိုးချဲ့ကျင်းပမဲ့2025ကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှာဂျွန်လ15ရက်ကနေဂျူလိုင်လ17ရက်နေ့အထိကျင်းပမှာဖြစ်ပါရရှင်။